အားသောဝါလာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာအော်တိုဘာလ3ရက်နေ့နောက်ဆုံးရအာစနယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများလုံးပဲမင်္ဂလာပါခင်ဗျာပထမအုံးတင်ပုဒ်ကတော့ TikTok ကဖော်ပြထားတဲ့ Jupiter အသင်းရဲ့တိုက်စစ်အာသံကစားသမားတူနဲ့ကြုံစားလိုက်အောင် ်ဒီကစားသမားတော့ Keenan Reeves လို့ခေါ်တဲ့ United အသင်းရဲ့တိုက်စစ်ကစားသမားသူ့ကိုတော့လက်ရှိချိန်မှာ Arsenal ပါဝင် United Chelsea တို့ကလည်းသဘောကျနေတယ်သူကတော့ Turkey ကျယ်ပွင့်ဒီကစားသမားနဲ့ပတ်သက်ပြီး Arsenal ကိုစိတ်ဝင်စားတာတော့ကြာပြီကာလရှိလိုက်နေခဲ့တဲ့ကစားသမားတွေတူဦးပေါ့လေအခု Tindor ရဲ့ဖော်ပြထားချက်အရဆိုရင်သူတို့ကလည်း Romano ရဲ့ YouTube ကပြောစကားတွေသူတို့ကပြန်ပြီးကိုးကားဖော်ပြတာ တင်းတော့ဘာပြောထားလဲဆိုတော့ဒီကစားသမားကိုဂျူပင်တက်တင်းကရောင်းချဖို့တဲ့စာရင်လက်ရှိ2029ခုတင်းထီရှိရဲ့စာချုပ်ကိုထပ်မံပြီးတက်တန်းတိုးဖို့အတွက်ပြင်ဆင်နေကြသည့်ရတယ်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဂျူပင်တက်တို့က not for sale ဖြစ်သတ်မှတ်ထားဆိုပြီးသူကရေးသားသွားတယ်ဒီမြောက်မှာအာဆင်နယ်ပောင်းရင်ချယ်ဆီကလည်းဒီကစားသမားရဲ့အေဂျင့်နဲ့ဆက်သွယ်ပြောဆိုမှုတချို့ကြံခဲ့တဲ့ တင်းပတိတော့လောက်ခဲ့သေးရဆိုပြီးတော့ TikTok ကဖော်ပြသွားတယ် TikTok ဆိုတာကတော့တစ်ခါကျရင် rumor တွေများတယ်တစ်ခါကျရင်တင်းဥတွေသူတို့စီကနေရတယ်အော်ကျွန်တော်တို့လက်ရှိအခြေအနေရဆိုလို့ရှိရင်တော့ Arsenal သဘောကျတယ်အာဆင်နယ်လိုက်နေတဲ့တိုက်စစ်ဆောင်ကစားသမားကြီးရတူဒီကစားသမားကြီးအသက်20ပဲရှိသေးတယ် ဒါပေမဲ့ဒီသားမနဲ့ပတ်သက်ပြီးယူဝင်တက်ကပထမတော့ကယူတန်း80 90အထက်ရရင်ရောင်းမဲ့ဘာညာသတင်းထွက်လိုက်သေးမယ်လောလောဆယ်တော့2029ခုနှစ်ထိကျန်တဲ့စာချုပ်နောက်ထပ်၄နှစ်ရှိတဲ့စာချုပ်ကိုတိတ်ဆိတ်မချဖြစ်တဲ့အတွက်တက်တန်းတိုးဖို့အတွက်ဆက်ပြီးလုပ်နေကြရပါလိမ့်ကစားသမားတော့ transformer ကမှယူတန်း90ရှိတယ်လောက်ခလာကတော့ bonus ပါဝင်ဆိုတစ်ဘက်ကို euro 8000ရှိတယ် အခုလားစားပါထတ်တိုးပေးပြီးတော့နောက်ထပ်2030 2031ခုနှစ်ဒီတက်တန်းတိုးဖို့အတွက်ကစားသမားနဲ့ပတ်သက်ပြီးတော့ဂျူပီတာတင်တောင်ဝင်ရှိရယုံကြည်မှုအပြည့်ရှိနေဆိုပြီးတော့သူတို့ကဖော်ပြသွားပါပေါ့လေအဲ့တော့ဒီကစားမောက်တော့ဒါအရင်တုန်းကတော့သူကတော့ဘိုင်ယန်မြူးနစ် U19 မှာအဲ့ရမှတစ်ဆင့်ဂျူပီနက် U19 ကိုသူကပြောင်းလာခဲ့တယ်အခုတော့ senior level ကစားသမားဖြစ်နေပြီဒီကစားမဒီယာဒီပြိုင်ပွဲဆုံး9ပွဲမှာ2ဂိုးသမီး၄လုံးဖိုင်ထားတယ်အဲ့ဒီမှာချန်ပီယံလိမှာ2ဂိုးသင်း2ဂိုးဖိုင်ထားတယ် ဒါကတော့ပြိုင်ပွဲစုံတော့ကော့ပေါ့လေအဲ့တော့ဒီကစားမှကြံခဲ့တဲ့ဘောလုံးရာသီတုန်းကစုပေါင်းပြိုင်ပွဲစုံ52ပွဲမှာ52ပွဲပွဲထက်တာပြီးတော့72ဂိုးသွင်း9လုံးဖိုင်တာတယ်တကယ်ကို4စုံနဲ့ပတ်သက်ပြီးတော့တော်တော်လေးကမှ best life ဖြစ်တဲ့ player ၃လို့ကောင်းတယ် အိုင်ဒါလိုမျိုးကစားမတူကို200 300 300 rotation လှည့်ပြီးတော့ပွဲချိန်အတွင်း၃ချိန်နဲ့နီးပြတူဦးတက်ဆိုရင်တော့တကယ်သေးချေကြိုက်ပဲဒါပေမဲ့ဒီတူရကီသားနဲ့ပတ်သက်ပြီးတော့ခေါ်ချင်နေဆိုရင်တော့ UO အန်း80အထက်ဒါလုံးမှတစ်ဖက်တင်းရရောင်းမှဆိုတဲ့သတင်းတွေရှိရဖြစ်တဲ့အတွက်ချယ်ဆီပဲလူချင်းလူချင်းအာဆီနယ်ပဲလူချင်းလူချင်း United ပဲလူချင်းလူချင်းဒီကစားမနဲ့ပတ်သက်ပြီးတော့ဂျူမင်တက်တူကတက်တန်းတိုးဖို့ပဲဆက်လက်လှုပ်ဆောင်နေရဆိုပြီးတော့သတင်းတွေကဖော်ပြသွားပါတယ် ုတိယမြောက်သတင်းဘုတ်ကတော့ TVR ဖော်ဖော်ကဖော်ပြထားပါလေဘူကောက်စာကရဲ့စာချုပ်အစ်မှာလောက်ခရစာတပတ်ပေါင်3သိန်းနဲ့အာဆင်နယ်တင်းရဲ့လောက်ခရစာအများဆုံးကစားသမားကြီးတွေကတယောက်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့သူကတော့ဖော်ပြသွားတယ် TVR ဖော်ဖော်ကပေါ့လေ TVR ဖော်ဖော်ကလာတဲ့သတင်းညဆိုရင်တော့အာဆင်နယ်နဲ့ဘူကောက်စာကကြားထဲမှာစာချုပ်ကမကြခင်မှာပြီးဆုံးတော့မယ်အကယ်များစာချုပ်တက်တန်တွေးကိစ္စပြီးဆုံးသွားခရင်လက်ရှိအာဆင်နယ်လောက်ခရစာမြန်မာဆုံးဖြစ်တဲ့ခိုင်ဘတ်တပ်ပူကြီးများသွားမှာဖြစ်ပြီးတော့တပတ်ကိုပေါင်3သိန်းရလိမ့်မယ်ဆိုပြီးသူတို့ကတော့အခိုင်အမာပြောထားတယ် အန်ဒရီဘာတာရဲ့လက်ရှိထင်မှာဦးစားပေးကဘူကာအိုဆာကာရဲ့နောက်ထပ်အမီမဖော်လို့တဲ့ကစားသမားတူဦးရဲ့တက်တန်းတူဦးအတွက်လှုပ်ဆောင်တယ်ကျွန်တော်ထင်ပါတယ်အမီမဖော်လို့တဲ့တက်တန်းတူချင်တဲ့စီနာလည်းပဲကစားသမားဆိုရင်တော့ဂျေဆုနဲ့မာတီနယ်လီပဲရှိရပါလိမ့်ဒါပေမဲ့ လက်ရှိစာလီဘာကိစ္စအလုံးပြီးစီးသွားတဲ့အခါမှာဘူကောက်စာကောက်တို့သူတို့ဦးစားပေးလုပ်နေတယ်။စာချုပ်ကလည်း2029နီးပဲကျွန်တော်ကဖြစ်တဲ့အတွက်တနစ်ခွဲချွတ်ကျော်ပဲရှိတော့တယ်။အဲ့တော့စာကားကလည်းအာဆင်နယ်မှာဆက်ပြီးနေဖို့ဆန္ဒရှိသလိုအာဆင်နယ်အသင်းရဲ့လာစာမြန်မာတို့ကစားသမားအဖြစ်အသင်းကတက်တန်တို့ဝှက်ထက်လက်ရှိချိန်မှာတော့စူးစမ်းနေပါတယ်။ဒီကစားသမားကတော့ဒါအာဆင်နယ်အသင်းမှာ2019 2020ကာလတုန်းကတပတ်ကိုပေါင်တောင်းမရတဲ့ချက်တိတ်လေးအဲ့ရမှာတစ်စဉ်2021 20နှစ်ဘလုံးရာသီမှာတပတ်ကိုပေါင်9000 အခု2024 2025ဘောလုံးရာသီထိတပတ်ပေါင်း3,900,000နဲ့အကင်မြတ်ဒီ2025ခုနှစ်ထက်မှသာတက်တန်းတိုးဖြစ်မယ်ဆိုရင်တပတ်ကိုပေါင်း3,000ရမယ်အသင်းရဲ့လောကသားမြန်မာသုံးကစားသမားဖြစ်လာဖို့တော့ရှိနေပါတယ်အသက်24နှစ်ရောက်လာပြီဖြစ်တဲ့အင်္ဂလန်သားကတော့အာဆင်နယ်နဲ့စာချုပ်2029ခုနှစ်ရွယ်ကျန်တော့တာဖြစ်ပေမဲ့လက်ရှိဒီယာဒီမှာပြိုင်ပွဲသုံး6ပွဲမှာနှစ်ကိုးသွင်းထားပါတယ်အဲ့တော့ မနေ့ကချန်ပီယံလိမာတယ်လောလလတ်တကိုးသွင်းထားခဲ့ရပါလိသူရဲ့ပါနတ်မှုကိုမြင်ရတယ်အထူးသဖြင့်မာတင်အိုဒီဂတ်နဲ့လင့်ကတ်တွဲသွားတဲ့အပိုင်းတွေအဲကြောင့်တချို့ record တွေမှာဆိုရင်ဘူကောက်ဆာကာနဲ့မာတင်အိုဒီဂတ်ရဲ့1 2ရိုက်တာတွေက data အချက်လက်တွေပြုစုတဲ့စာရင်းတွေမှာဆိုရင်အများအဆုံး1 2 5ထဲမှာအနည်းဆုံးပါဝင်လေးရှိတယ်အချိန်အများများ1 2ရိုက်ပြီးတော့နားလည်မှုကောင်းတဲ့အတွဲဖြစ်ပေါ်လိတတိယမြောက်သတင်းတစ်ပုဒ်ကတော့အားလုံးစိုးရိမ်နေကြတဲ့ဂါဘီယယ်မဂါကြီးနဲ့ပတ်သက်ပြီးတော့အင်ဂျူရီနဲ့ပတ်သက်ပြီးအင်တာဗျူးမှာအိုက်တာပြောသွားပါလိအိုက်တာဘာပြောသွားလဲဆိုတော့သူအဆင်ပြေမယ်လို့ထင်ပါတယ် ပထမမှာအနေငယ်ထိခိုက်မှုကြောင့်နာကျင်မှုတော့ခံစားခဲ့ရတယ်။ဒါပေမဲ့သူစက်ကစားနိုင်တယ်ဆိုပေမဲ့ risk မြူကျင်တာကြောင့်ကျွန်တော်တို့သူ့ကိုလူစားလဲခဲ့တာပါ။ကာဗရီအနေနဲ့ဒီအားဒီမှာပွဲတွေအများကြီးကစားထားသလိုကာလာရှိတဲ့ကနေပြန်လာလဲမကြသေးဘူးဆိုတော့ကျွန်တော်တို့တည်တည်ချာချာလေးသူ့ကို group site ကင်တွေပြီးသုံးသွားပါမယ်ဆိုပြီးပြောသွားခဲ့တယ်။အဲ့တော့သူပြောရတဲ့စကားတွေကိုပြန်ပြီးချုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့နားလဲလွယ်အောင်ပြန်ပြီးပြောရမယ်ဆိုလို့ရှိရင် ခေပြမကိုင်းနေတဲ့ပွဲချိန်အတွင်းမှာခကြမ်းချမ်းဖြတ်တုံမှုခံလိုက်ရတယ်။အဲ့အတွက်လည်းကျွန်တော်တို့ကသူ့ကိုထပ်ပြီးမတုံးတော့ဘဲနဲ့ risk မျိုးတော့ဘဲနဲ့ကစားမောက်ပြင်ပြီးသိမ်းလိုက်တယ်။ဘာကြောင့်လဲဆိုတော့ကြံခဲ့တဲ့ရာသီတုန်းကဒဏ်ရာခွဲစိတ်ပြီးကာလရှည်နားခဲ့ရတာဖြစ်တဲ့အတွက်အဲ့ကြောင့်ဒီကစားမောက်ကျွန်တော်တို့ပွဲချိန်နဲ့ပတ်သက်ပြီးတေချာစီမံခန့်ခွဲပြီးဂီရုဆိုင်တုံးတော့မှမယ်ဆိုအိုင်တာကတော့အနောက်မှာပြောပါရတယ်။ဒဏ်ရာဆိုးဝါးမရှိဘူးဆိုပြီးတော့အနှစ်ချုပ်ပြောသွားပါဘောလေ။အဲ့တော့ခေပြမကိုင်းဒီဒီယာဒီမှာအာဆီနယ်တင်းနဲ့ဆိုပွဲကြီးအများကြီးကစားထားတာ။တကယ်ဒီယာဒီအာဆီနယ်တင်းရဲ့ပြိုင်ပွဲဆုံးစုပေါင်း၉ပွဲ ချန်ပီယံလိနှစ်ပွဲခါရာဘောင်တစ်ပွဲပရီးမီယားလိခြောက်ပွဲစုစုပေါင်း၉ပွဲစလုံးလီဂ်သားမှဝင်ဆော့ထားတယ်အဲ့ဒီ၉ပွဲမှာ၈ပွဲပွဲထပ်ထားပြီးတော့တကောသိမ်းယူပေးထားတယ်အဝါကက်တကက်ထိထားတယ်အခုအာဆင်နယ်တင်းရဲ့ဘက်လိုင်းမှာဆိုရင်မော်ကွေယာနဲ့ပဲတော်ဆော့ဆော့ဆာလီဘာနဲ့ပဲတွဲဆော့ဆော့ ကီယမကိုင်ရဲ့လုံအောင်တည်ငိမ့်နေပြီးတော့သူ့ရဲ့ leadership ပိုင်းရောလက်ရှိအသင်းကိုဦးဆောင်တဲ့အပိုင်းရောခန်စစ်ကနေတက်စစ်ကိုလိုက်ပြီးဂိုးတွေယူတဲ့အပိုင်းမှာရောခန်စစ်မှာရှင်းထုတ်မှုတွေရောတကယ်ကီယမကိုင်ရဲ့တကယ် prime time လို့တော့ပြောလို့ရတယ်ဒီထက်လည်းအများကြီးကောင်းလာနိုင်သေးတယ်ဒါပေမဲ့ကျွန်တော်မျက်လုံးထဲမှာတော့ရှေ့ရာသီရက်ဆိုင်ကီယမကိုင်ရဲ့အများကြီးရင်းကျက်လာတယ်အခုဆိုလို့ရှိရင်လည်းသူဒဏ်ရာကင်းစစ်နေဖို့ကကျွန်တော်တို့ယင်ထဲမှာတကယ်ကိုမှလူချင်းတဲ့အရာပေါ့လေဘာလို့လဲဆိုတော့အာဆင်နယ်ကတပွဲကိုတရောင်လုံးဒဏ်ရာနေခဲ့တဲ့ကာလတွေရှိခဲ့တယ်အခုဆိုလို့ရှိရင်မနေ့ကစာကာယော ကေဗီယံမကာကြီးကဒန်နလီနာကျင်သွားတာတွေ့ရရင်ပဲဒဏ်ရာမရဘူးဆိုတဲ့သတင်းတွေကိုတော့အာရီဒါကအင်တာဗျူးမှာဖြေသွားခဲ့ပါတယ်ဘလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောင်းလဲဖြစ်ကစားခြင်းဆိုတော့ဘာပြောဖို့လို့တင်ချောင်းကို646 46လုံး33တိန်နံပါတ်39 9983ခေါင်းနေရာလိုမှာဆက်သွယ်ချိတ်ဆက်ပြီးတော့ကစားလို့ရပါတယ်အမှဆော့မယ်ဆိုတော့ဘာပြောဖို့လို့တင်ချောင်းကို646 46လုံး33တိန်နံပါတ်39 9983ခေါင်းနေရာလိုမှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ကဲ ဘလုံးပွိုင်းနဲ့ပတ်သက်ပြီးစောကြည့်တယ်ဆိုတော့ဒီ Fiber ဖုန်းနံပါတ်မှာကျွန်တော်ကိုယ်တိုင်အကောင့်ဖွင့်ပြီးအားလုံးကိုလက်ခံပေးနေပါတယ်ခင်ဗျာနောက်ဆုံးနေ့တစ်ပတ်ကိုတော့အာဆင်နယ်သင်းကစားသမားတွေအာဆင်နယ်သင်းနီးပြားတွေပါဝင်လာခဲ့တဲ့ Player of the Month မန်နေဂျာ of the Month နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးတော့မှာပါဟုတ်စီတော့စကားတင်အဆင့်ပေါ့လေ Player of the Month လို့ခေါ်တဲ့ဒီစက်တင်ဘာလနဲ့ပတ်သက်ပြီးအကောင်းဆုံးကစားသမားရွေးချယ်မှုတဲ့လက်ရှိစကားတင်6ဦးထဲမှာတော့ဇူယီမန်ဒီပါဝင်လာခဲ့တယ်။ကျန်တဲ့ကစားသမား9ဦးကတော့အာလင်းဟာလန်နောက်ပြီးခရစ်စတယ်ဘယ်လီယာကာမာရာဘရိုက်တန်က ီရန်ကူဘာဆန်နာလန်ကစားသမားနှစ်ဦးဖြစ်တဲ့ရော်ဘင်ရဲ့နောက်တစ်ယောက်ကတော့ Greenish Shaka ကျွန်တော်တို့ကစားသမားဟောင်းကြီးနောက်တစ်ယောက်ကတော့ Arsenal က Martin Zouimani Zouimani ပါဝင်လာခဲ့ပေါ့လေအဲ့တော့ Zouimani နေနဲ့ Player of the Match ကို Premier League ကပေးရတဲ့ဆုကိုရနိုင်မလားဆိုကျွန်တော်တစ်ချက်ကြည့်တဲ့အခါမှာသူ့အနေနဲ့ဒီ International Break ပြီးသွားတဲ့အခါမှာဒီ6လပိုင်းတုန်းမှာကန်ထားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင် Nottingham Forest နဲ့ပွဲစဉ်မှာမိနစ်60အပြည့်ကစားထားတယ်2-0သွင်းထားတယ် အတလက်တစ်ဘီဘောက်အသင်းရဲ့ပွဲစဉ်မှာဒီကစားမအနေနဲ့မိနစ်60အပြည့်ကစားထားတယ်နောက်တစ်ခုကကျတော့ဒီမန်ချက်စတာစီးတီးအသင်းရဲ့ပွဲစဉ်မှာလည်းမိနစ်60အပြည့်ကစားထားတယ်ပေါ်ပေးသင်းတဲ့ပွဲစဉ်မှာတော့အရန်ကုန်ထိုင်ခဲ့ရတယ်သူအနာပေးခဲ့တာဗောလေနီဝက်ဆက်သင်းတဲ့ပွဲစဉ်မှာတော့87မိနစ်ကစားခဲ့တယ်အိုလံပီယာကော့စ်သင်းတဲ့ပွဲစဉ်မှာမိနစ်60ကစားခဲ့တယ်တကယ်ရေတင်နေလဲကောင်းခဲ့ဟောဒီကစားသမားအနေနဲ့ ီးမီးယားလိမှာပြတ်တဲ့ခြေစွမ်းတွေလက်ရှိအနေထားရဆိုရင်တော့ twin goal တွေအများကြီး twin နဲ့လူမပေးမယ်ဆိုရင်တော့ဒီစားမရဖို့မရှိဘူးဒါပေမဲ့ performance ကနောက်ကွယ်ကနေအသင်းကိုကူညီပံ့ပိုးတဲ့ကွင်းလယ်တစ်ခုလုံးကို shutdown လုပ်ပေးတဲ့အကောင်းဆုံးဆွမ်းဆောင်နိုင်တဲ့အရေးချင်းတွေရဆိုလို့ရှင်တော့ zubi mandi သည်လက်ရှိပရီးမီးယားလိရွေးချယ်မဲ့စကားလင်းအဆင့်တွေကနေပါစတင်ပါလာတဲ့အကောင်းဆုံးကစားမဆုလည်းရသွားနိုင်တယ်ကဲနောက်တစ်ဦးကကျတော့ artita အိုက်တာနဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာပရီးမီးယားလိကဒါမန်နေဂျာအော့ဖ်ဒ်မန်နဲ့ပတ်သက်ပြီးစက်တင်ဘာလအတွက်စကားတင်အဆင့်၄ဦးရှိတယ်။အဲ့ဒီ၄ဦးထဲမှာဆိုလို့ရှိရင်တော့ ဒီဆန္ဒလန်တင်းရဲ့ leverage ဆိုတဲ့နီးပြရဲ့သူကတော့တကယ်ဆွမ်းဆောင်ရင်ကောင်းတယ်လူတွေလည်းအများကြီးဝယ်တယ်တန်တက်လာတဲ့အသင်းတွေမှာဆိုတော့မာကုံရှိတယ်125ထဲမှာတော့တက်ပြီးတော့တက်နေခဲ့တဲ့အသင်းတသင်းလို့ပြောလို့ရတယ်ဗောလေအဲနောက်တစ်ယောက်ကကျတော့နီးပြမီခေးအိုက်တာဒီလာအတွင်းမှာလည်းတကယ်ဆွမ်းဆောင်ရင်ကောင်းတွေပြသနိုင်ခဲ့တယ်အထူးဖြင့်နိုင်ရမယ့်ပွဲတွေကိုအနိုင်ကန်နိုင်ပြီးတော့တည်ကြတဲ့ပွဲတွေရှိမှလည်းအာ bit map ပွဲစဉ်မှာနောက်တစ်ယောက်ကတော့ Oliver Glasner Crystal Palin နဲ့တူရှုံးဝဲမရှိတာတော်တော်လေးကြာပြီဖြစ်တဲ့နီးပြတကယ်ကိုအရေးသွင်းနီးပြ နောက်တစ်ယောက်ကတော့ Guardiola Manchester City အသင်းရဲ့နီးပြဒီလေးဦးတွေကဘယ်သူအများစတင်ပါလာတော့ Premier League ကပေးရမယ့် manager of the match ကိုရရှိသွားမလဲကျွန်တော်တို့စောင့်ကြည့်သွားတော့မှာပါအဲ့တော့ကျွန်တော်ကတော့ Arsenal fan ဆိုတော့ Zuimadi ကိုရသိကြတယ် Arteta ကိုရသိကြတယ်အဲ့တော့ဒီလူတွေများစတင်ပါလာနဲ့ပတ်သက်ပြီး Premier League ကပေးတဲ့စုကိုရရှိမလားကျွန်တော်တို့စောင့်ကြည့်သွားမှာပါအဆုံးလေးကြည့်တော့လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ